အတေးဖြစ်နေတဲ့ခွန်ကန်ကြောင်ဖလက်ကညီမလေးကိုကူညီနေရတဲ့အကြောင်းကြီးညီမလေးကပေ့ပေါင်းမြတ်စွာမှာအကူအညီတောင်းခဲ့ပူတယ်ခွန်ကန်ကညီမလေးကိုတကယ်ကူညီခဲ့ပါတယ်ရှင်ညီမလေးအသက်က24နှစ်အကိုက26နှစ်၊ကိုကရဲတရာကော့ပထုံမှာတာဝန်ကျတယ်။ကိုကအဲ့ရတဲ့လဲနေတဲ့အမေအရှိမညီမလေးကိုရိုက်တယ်၊ကန်တယ်။နေမကောင်းဖြစ်နေတဲ့အမေရှိမပြုတ်မှုတာဟာကြည်လို့မကောင်းဘူး။အကိုပါကြောင့်ညီမလေးကိုဒီလိုပြုတ်မှုတာလဲရိုက်တာလဲဆိုတာလူအများကဒီအမှုကိုစိတ်ဝင်စားလာကြတယ်။အမေ စားဖို့ညီမလေးကစားစီရမှာတယ်ပိုးကဆယ်ပတ်ပေးရတယ်အကိုတိသွားတော့ဘာလို့ငါ့ကိုဆစောမပြောတာလဲတိရင်ငါဝယ်လာခဲ့မှာပေါ့လို့ခုတော့ပိုးကဆယ်ပတ်ကုန်ပြီဆိုပြီးညီမလေးကိုရိုက်တယ်အမေအရှိမပဲထုတယ်ကန်တယ်အမေတွေးနေရပြီမဲ့မကူညီနိုင်ခဲ့ဘူးကိုအဲ့ဒီလိုလှုပ်လာတာသုံးနှစ်ရှိခဲ့ပြီအဲ့ရတဲ့လဲနေတဲ့အမေကိုညီမလေးကပြူးစူးဆောက်ရှာအမေပါချပေါက်ချတာတွေအစာပြုတ်လုပေးခဲ့တာကိုကအမေနေမကောင်းတာကိုအကြောင်းပြပြီးအမေဆေးကူဖို့ဆိုပြီးသူတငယ်ချင်းတွေစီကပတ်စံချီတယ်ညီမ ลีกาตะโพมาจับผมาเดียอากูเองเปียนลาได้อคกา ပတ်စံပြဿနာတွေကြားရတယ်အဲ့လိုပြဿနာတွေရှိလာရင်မြအုပ်ကညီမလေးဘက်ကိုလှဲ့လာတယ်အကနေလာလာကနေနေဆိုတော့ဆက်မနေနိုင်တော့ဘူးအမေကိုစိတ်မချပေမဲ့ညီမလေးကစက်ခေါနှခေါမှာရှိတဲ့သူ့ချစ်သူအိမ်ကိုထွက်ပြေးသွားခဲ့တယ်မျိုးတယောက်စီကိုအမေအခြေအနေဘလို့ရှိလဲအမေနေကောင်းရလားဆိုတာကိုတော့ဖုန်းဆက်မိတယ်မမရှိတဲ့အချိန်မှာအကူကအမေကိုတစ်ချိန်လုံးစုနေတယ်လို့အမျိုးကပြောပြပါတယ်ရှင်2025လေးလပိုင်း18ရက်နေ့မှာညီမလေးကသူ့ချစ်သူနဲ့လက်မှတ်ရေးထိုးလက်ထပ်ခဲ့ပါတယ်လေးလပိုင်း 2022ရဲ့နှစ်ရည်နေ့မှာအမျိုးကဖုန်းဆက်လာခဲ့ပြီးနေယောက်ျားရသွားပြီဆိုတော့နေယောက်ျားရဲ့နာမည်မွေးနေ့တွေငါကိုပြောငါလက္ခဏာတွက်ကြည့်ပေးမယ်။ဟောလာမကောင်းလားငါနေ့ကိုပြန်ပြောပြမယ်ဆိုတော့ဒီမလေးကအဟုတ်ထင်ပြီးတော့အမျိုးကိုအလုံးပြောပြလိုက်ပါတယ်။အောက်အမျိုးကဆက်သွယ်လာခဲ့တယ်။ဆော့ဆော့ကငါနေ့စီကနေယောက်ျားရဲ့အချက်လက်တွေတောင်းတာငါမလို့ချင်းမို့တိလဲမတိချင်းဘူးလူချင်းတာကငါမဟုတ်ဘူး။နေ့အကိုကတောင်းတာလို့ဆိုတယ်။29ရက်နေ့မှာအမျိုးကထပ်ဖုန်းဆက်လာတယ်။ဟေးနေ့အကိုနေ့ကိုလာရှာလိုက်မယ်နော်။ ော်လို့တတိပေးလာတဲ့ညီမလေးကလည်းအကိုဒီထီကို လာရှာမယ်လို့လုံးဝမထင်ထားဘူး။ဒါတွေအလုံးကအကိုရဲ့အကြံအစီတွေပါရှင်။ညီမလေးထွက်ပြေးပျောက်သွားတော့ဗမာရှိနေတယ်ဆိုတာကိုသိချင်လို့လှည့်စားခဲ့တာ။အမျိုးကတတိပေးခဲ့တယ်လို့ပဲအကိုကအမေကိုခေါ်ပြီးတော့ညီမလေးရှိတဲ့နေရာကိုလိုက်သွားခဲ့တယ်။ရောက်တော့ညီမလေးကိုဗာပြောတယ်လဲဆိုရင်ညီမလေးအခုလက်ရှိအမေကနေမကောင်းဘူး။အမေကိုပြုစုဆောက်ရှောက်နေတဲ့သူကအကိုတအိုးတဲ့ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလက်မှတ်ထိုးပေးလို့ပြောတယ်။အမေကို ဆောက်ရှောက်ခဲ့တဲ့သူကညီမလေးအဲ့လိုလှောက်ခိုင်းတာအမေတည်သွားခဲ့ရင်ကြံခဲ့တဲ့စီးစိမ်တွေကိုသူတယောက်ပဲလိုချင်လို့ဟိုအဲ့လိုအကြက်ကင်လာတော့ညီမလေးကသဘောမတူချင်ဘူးအเจ้าကအမေမှာဘာဆိုဘာမှမရှိတော့ဘူးအရင်ရှိခဲ့တဲ့ရွှေတွေတန်မှုရှိတဲ့ဟာတွေကိုလည်းအခုရောင်းစားလိုက်လို့ပုံပြီးဒါကြောင့်ညီမလေးကသဘောမတူတာရေရှည်ငါဒီလိုหนีလို့တော့မဖြစ်တော့ဘူးအခုအเจ้าကိုတည်တဲ့အတွက်အပြည့်ပြောမယုံသလိုဖြစ်လာတယ်ဆက်နေတဲ့အတွက်ညီမလေးကလူချုံမှုမရှိတော့သလိုလဲခံစားရတယ်ငါဒီကိစ္စကိုဖျောက်ရွက်ကိုအခု ုံကြီးတောင်းမှဖြစ်မယ်ဆိုပြီးတော့ဒင်းဖြစ်လာတာပါကိုကိုမင်းမူရစ်စေဝါသုံးဆွဲလာလို့မေးတော့ငါကရဲလေဘာလို့မူရစ်စေဝါသုံးဆွဲရမှာလဲငါရဲ့တမန်ရောက်တစ်ချောင်းမှာတခါမှမူရစ်စေဝါသုံးဆွဲခဲ့တာမရှိဘူးလို့ပြင်ရှင်းချက်ပေးတယ်ညီမလေးကဘာလို့ထွက်သွားတာလဲမေးတော့ငါညီမလေးထွက်သွားတော့ငါလည်းစိတ်မကောင်းဘူးငါမိရလည်းနေမကောင်းတော့တစ်ချိန်လုံးသူ့တမီးကိုတတိယနေတယ်အเจ้าသူရှိတဲ့နေရာကိုအမေကိုခေါ်လာပြီးတော့အပေးတွေ့တာလို့ပြောတယ်ကိုပြင်ရှင်းချက်ကိုမယုံကြဘူးနော်ညီမလေးကိုဒီလိုလောက်ရတဲ့အเจ้าကဘာလဲရွယ်ချက်ကဘာလဲဆိုတာ ja Yamede.